比乌来啊？伊边是路喂，喏，乌梅来来拉梅林嘞，乌梅来嘛来梅娅梅来咯，哎，都我们要来拉咯，我们要来有吃的梅林讲，酥比哦，哎，阿罗比乌来嘛阿罗把拉嘞，梅林讲拉嘞梅林嘞，哎，我们要来比变多哦，<laughs> 哎，天天该路嘛走路塞哦，啊，所以阿好塞啦。 အစိုးရကိုခေါင်းဆောင်နေတဲ့လူပါတက်ဆဲတာဟုတ်လားဟမ်အခုအလိုဖြစ်နေပြီဘာလဲအဲ့ဒါခမားတို့ရဲ့အခြေခံမူမမနဲ့တရေစိတ်တွေလိန်ညာကောက်ကျစ်တတ်တဲ့အောက်တန်းသားစိတ်တွေကြောင့်ဖြစ်တာအဲ့ဒါကြောင့်မလို့ဖြစ်တာအကုန်လုံးအောင်ပေးရမလားဆိုတာပေးရမယ်မြန်မာပြည်မှာ7.7လောက်ရှိတဲ့ငလီလောက်သွားတာလေအင်း စီနန်းတော့ YouTube channel ကိုကြည့်ရှုအားပေးနေကြတယ်ဒေါ်လာအမျိုးများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ဒါသတင်းတွေကတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုတွေဖြစ်တယ်လို့ဗီဒီယိုတွေကတော့ဒါကျွန်တော်တို့များသောအဖြစ်ကဒီငလေတလောက်လှုပ်နေတာတော့မှဒါ စပိုးဝဲဆက်ဖြေခိုင်းတဲ့เนาะဒါစက္ကစရဲ့လောက်မှာရှိနေတဲ့ပညာရေးဝန်ကြီးဌာနကို share ဆိုထားတဲ့သူတွေရဲ့ video file only ကိုဒါတက်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဦးစွာဒါလောလောဆယ်မှာပေါ့เนาะဒါငလျင်နဲ့ပတ်သက်ပြီးတော့မှာမိသားစုများကို video တစ်ပုဒ်ကိုပြချင်ပါတယ်အဲဒီဟာကဘာလဲဆိုတော့ဒါ CDN စက်သားတယောက်လည်းဖြစ်တယ်ဒါကျွန်တော်တို့ပြည်သူ့ဘဏ်နိုင်အဖွဲ့ကလည်းဒါအပါဝင်တယောက်ဖြစ်တယ်ပေါ့เนาะဒါကျွန်တော်တို့ဆရာကိုစီရပေါ့เนาะဒါကိုစီရရဲ့ဒီဘုံချဲဖို့ဒါအစီအမံတက်ပြီးတော့မှာဒါကျွန်တော်တို့ ကယ်ဖို့မစီမံတတ်တဲ့စကားစာရဲ့အကြောင်းလေးကိုဒါပြောပြထားပါတယ်ဒီကြောင့်ရလေးကိုနားထောင်ကြည့်အောင်ပါခင်ဗျာတထဲမှာအရင်တော့ညွှန်ကြားဆိုတာဒီဘာဘာဘင်းရန်လျာနဲ့ကြုံလာလို့ရှိရင်ဘသူအမိန်မှာစောင့်စရာမလိုဘူးကြည့်ဒါပေမဲ့ကျွန်တော်တို့တွေ့လဲရတဲ့အချင်းကြီးကခဲတော့ခဲတယ်ဘာလို့လဲဆိုတော့ဟိုအုပ်လေးတွေလက်ဆင်ကမ်းပြီးတဲ့တာတို့ပြက်စီးလဲတာတို့ပြီးအဲ့မှာ အဲတချို့တော်တော်အချင်းနေဆိုတာကဒီဟိုတခြားဒီအိန္ဒိယခေသေးလာတဲ့တချို့ဆိုလို့ရှိရင်ဒီတို့ဒီစစ်တပ်ကဖိနှိပ်မှုတွေကိုမြင်တွေ့ပြီးတော့နောက်ပိုင်းပြန်သွားကြတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်ဒီဇဂိုင်းတို့ပါတို့ဒီမှာဆိုလို့ရှိရင်တချို့နေရာဝင်ဝင်မပေးဘူးတချို့လမ်းတွေဒီနေရာမဝင်နဲ့ဆိုတဲ့ပုံစံမျိုးတွေအခုချိန်ကျွန်တော်တို့အခုဒီဇဂဝိုင်းလုပ်တဲ့အချိန်ကတော်တော်ကိုဒါငလင်ဖြစ်ပြီးတော့တော်တော်ကိုနောက်ကျဒီအချိန်ထိကုန်မှာလုံးဝရှင်းလင်းမလုပ်ရသေးတဲ့နေရာတွေကိုရှိတယ်ပေါ့နော်ဒါကဟိုပြောမဲ့ဆိုဘလို့စီမံခန့်ခွဲလဲဆိုရင်ဖြစ်နိုင် ခုကတို့ကဒီနိုင်ငံတခြားနိုင်ငံအကူအညီတွေကယ်ဆယ်ရေးသမားတွေကိုပဲအကုန်လွှဲပေးလိုက်ပြီးတော့သူတို့လုံးဝဝင်မလုပ်တဲ့ပုံစံမျိုးကိုဟိုဖြစ်သွားတယ်ပေါ့ဒုက္ခတွေဒါမျိုးတွေဖြစ်နေတဲ့အချိန်မှာအတိတ်ကသူတို့လုပ်နေတာအတော့ဒီဘုံကျတိုက်ခိုက်မှုတွေနဲ့အဲဒီရွာမီးရှို့တဲ့ကိစ္စတွေကသူတို့ဆက်လုပ်နေတယ်မတွေ့ရဘူးဆိုတော့ဟိုသူတို့မှလည်းလုတ်တက်တာဒါပဲရှိတာလေအုပ်ပုံတဲတာတို့တိရမလားဟိုဆောက်အောင်တဲတာဟိုတပြားတဲတာဒီတဒီတဏိဒီတဏိတဲတာဒီဟိုတုတ်မိုးတဲတာဒီဟာလည်းပြီသူတို့ဘာမှလုတ်နိုင်တာတခုမှမရှိဘူးလေနော်ဆိုတော့ ဟိုကယ်ဆယ်ရေးကိုအဓိကလုပ်နေရတဲ့သူတွေကပြည်သူနဲ့အဲကျွန်တော်နိုင်ငံတကာကနေပြီးတော့မှလာကူညီတဲ့ကယ်ဆယ်ရေးသမားတွေပဲရှိတာပေါ့နော်ဆိုတော့အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှလည်းဒါကျွန်တော်တို့အားလုံးလည်းသိကြပြီးသားဖြစ်မှာပါဆိုတော့မြေပြင်မှာအခုလက်ရှိအချိန်ထိကိုဒါကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်နေတဲ့ဒါကျွန်တော်တို့ဒါကိုမင်းမြတ်ဦးကနေပြီးတော့မှဒုက္ခသည်စကန်းကနေပြီးတော့မှဆက်နတန်းကလေးတွေနော်စပုတ်ပွဲဘလို့ဖြေးရမလဲဆိုတဲ့ကောင်းစင်အောက်ကနေပြီးတော့မှသူဆွေးနွေးထားတဲ့အကြောင်းအရာလေးကိုအားလုံးပဲတို့ကြည့်ရမှာဖြစ်ပါတယ် မင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့ကဲဆေးစကန်းနေတွားရင်းနေပေါ့စကိုင်းမှာကဲဆေးစကန်း6ခုရှိတယ်ကဲဆေးစကန်းနေရှောင်းရင်းနေစကားပြုတ်ပြစ်တဲ့ကလေးကိုစကားပြုတ်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာအာဆယ်တန်းအခုဒီဟိုလည်းပေါ့ဆန်နတန်းပေါ့နော်ဆန်နတန်းចောင်းလူလေးတွေလည်းပါတယ်သူတို့တွေနေစကားပြုတ်ပြစ်တော့သမီးတို့နေစရာအိမ်လည်းမရှိတော့ဘူးပြိုကျသွားပြီ နော်ဆောင်းမွဲလည်းပြန်ဖြေခိုင်းနေတမီးတို့မှာစာအုပ်တွေလည်းမရှိတော့ဘူးအခုတော့ကွင်းမြင့်ထဲမှာအခုဒါနိုင်ငံတော်ကထိုးပေးရတဲ့တဲသေးတွေနဲ့နေရတယ်တချို့တွေဆိုတဲတွေမရသေးလို့စောင့်နေရတယ်အင်းအဲ့လိုအနေထားတွေနဲ့ဂျုံတွေ့နေရတယ်အဲ့ဒါကိုတဲ့တမီးတို့ဆောင်းမွဲပြန်ဖြေခိုင်းနေတဲ့အင်းကျွန်တော်မသိပါဘူးဒီကိစ္စတွေကျွန်တော်လည်းမသိဘူးကျွန်တော်ဒီဘက်မှာကယ်ဆယ်ရေးတွေလုံးနေလိုက်နေကျွန်တော်တို့28ရက်နေတွေကနေပြီးတော့အာ sorry 29ရက်နေတွေကနေဆိုတော့ကျွန်တော်ရန်ကုန်နေထွက်လာတာအခုချိန်ဒီလည်းအိမ်မပြန်သေးပါဘူး ီမှာပဲဖြစ်လို့နေမန္တလေးမှာဆိုလဲဂျုံဘေးအိတ်လမ်းဘေးအိတ်အဲ့လိုနေထိုင်မျိုးနဲ့နေခဲ့တာပါအာဒီနေ့ပြောတဲ့စကားကြတော့တော်တော်စိတ်မကောင်းဖြစ်သွားတယ်ကလေးကြီးကအခုဆောင်ဝဲဖြီးတဲ့ကလေးကြီးရဲ့ဖြီလာဆောင်ရွက်တရားတဲ့မိလောင်သွားလို့တဲ့ကလေးကြီးကိုဆောင်ဝဲပြန်ဖြီးခိုင်းမယ်တဲ့နည်းနည်းလေးတော့ကိုချင်းစာတရားထားကြပါဗျာနော်တချို့တွေကသေသွားပါပြီနော်တချို့တွေကနေစရာအိမ်မရှိပါဘူး ီကလေးတွေပြန်ဖြေးရမယ်ဆိုတော့ဟိုဟယ်ရီတန်တော့လို့တော့အားလုံးအောင်မပေးနိုင်ဘူးဆိုရင်တော့မှကဲမဖြစ်မနေပြန်ဖြေးရမယ်ဆိုလဲအမှတ်20ပေးပေါ့ဗျာအမှတ်20 25မှတ်ဒါပြန်ဖြေးရမယ်ဒေတာတွေအတွက်ကိုနော်ကျွန်တော်ဒီသဘောပေးတဲ့ကြောင့်ဒုက္ခရောက်လို့ပြန်ဖြေးရမယ်ကလေးတွေအတွက်ကိုအမှတ်20လောက်တော့ဒါမှမဟုတ်အမှတ် အစိတ်လောက်တော့သူတို့ဂျူပြီးပေါင်းသားပေးသင့်ပါတယ် အဲ့ဒါကတော့လုံးဝမပြေမနေပြေရတော့မယ်ဆိုရင်ဆိုတဲ့သဘောပြောတာပါဒါမဲ့ကျွန်တော်အနေနဲ့ကတော့ရင်းနေမကောင်းဘူးဗျလာကြည့်ပါနော်လာကြည့်ပါအောက်မှာလာကြည့်ပါလာကြည့်ပါမိဘတွေသေးတာတွေညီကောင်တို့မှသေးတာတွေနေစရာအိမ်မရှိတာတွေစားစရာမရှိတာတွေနော်ဒီလိုဘဝတွေဒီလိုဘဝတွေနဲ့ဖြတ်သန်းနေရတဲ့နေထားမှာဘယ်ကလေးကဘယ်လိုလုပ်ပတ်ဖြတ်ပြန်ဖြေနိုင်မှာလဲဗျာလာကြည့်ပါမြေပြင်လာကြည့်ပါမြေပြင်လာကြည့်ပြီးမှအဲ့ဥပဒေထုတ်ပါလားဗျာ ဲ့ဒါပိုကောင်းမယ်လို့ထင်ပါအရင်လာကြည့်ပါလာကြည့်ပြီးတော့ကလေးနဲ့အရင်စကားပြောကြည့်ပါอืมเนาะပြောကြည့်ပါကျွန်တော်ဘာမှမပြောလို့အရင်ဒီဒုက္ခတွေတွေနဲ့အရင်စကားပြောကြည့်ပါပြောကြည့်ပြီးတော့မှအဲ့ဥပဒေကိုဖြစ်တင်လားမဖြစ်တင်လားလူကြီးမင်းတို့ပြန်ပြီးသုံးသပ်ကြပါဗျာอืมဒါလေးပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်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 တယ်ခင်ဗျားတို့ကမသိရင်လေကျွန်တော်တို့တော့ဒီလိုမြင်နေဗျာခင်ဗျားတို့ကကလေးတွေကိုတတ်နေတယ်လို့ပဲဒီလားကလေးတွေကိုခင်ဗျားတို့တတ်နေတယ်လို့ပဲ တို့ဘွားတွေကိုခင်ဗျားတို့ရိုက်ချိုးလိုက်သလိုပဲတို့တို့ဘာဖြစ်ဖြစ်ငါတို့စောက်ကူမဆိုင်ဘူးလို့လုပ်လိုက်ပြောလိုက်သလိုပဲဗျာတလားရင်ဝောက်စောက်စောက်နေလိုက်သလိုပဲကလေးတွေမှာเนาะအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှထပ်ပြောမယ့်သူတယောက်ရှိသေးတယ်အဲ့ဒါကဒါခင်ဗျားတို့ကျွန်တော်တို့ရဲ့เนาะဒါဘဘကြီးရဲ့အချစ်တော်ခံဒါကျွန်တော်တို့ရဲ့အမုန်းတော်ခံကြီးပေါ့ဗျာအသိရမလားကျွန်တော်တို့ရဲ့အမုန်းတော်ခံပေါကရုံပေါကရုံเนาะပေါကရုံပြောတဲ့ဒါကျွန်တော်တို့ အကြောင်းအရာလေးကိုအတူတူကြည့်ရမှာဖြစ်ပါတယ်ပေါကရုံးဆိုတာလည်းသိတဲ့တိုင်းလေးသိတယ်မလားဟိုစက်တက်နဲ့ပတ်သက်ရင်လုံးဝအတိမကန်နိုင်ကောင်းကြီးလေးသိရမလားတခြားဝင်ကြီးဌာနတွေဒါဒီဘဲကဟိုလိုပြောမလဲစဲရဲစဲသိရမလားပြောရင်ပြောတာသူကဒီဟာနဲ့ပတ်သက်ရင်တော့မရဘူးပေါ့နော်ဆိုတော့ပေါကရုံးရဲ့ပြောစကားတန်လေးတွေကိုအားလုံးပဲဒါကျွန်တော်တို့အတူတူကြည့်ရမှာဖြစ်ပါတယ်ဒါပညာရေးဝင်ကြီးတွေတဲ့နော်ဒါပေါကရုံးကပြောလို့ဆိုပညာရေးဝင်ကြီးတွေ เนาะဘလို့အုံနောက်တွေနဲ့ဆုံးဖြတ်တယ်လည်းမသိပါတဲ့ကောင်းစင်လေးနဲ့โอเคနောက်တော့ကြည့်အောင်လေရွဲ့နဲ့ပတ်သက်ပြီးပညာရေးဝင်ပညာရေးဝင်ကြီးဌာနတွေဥစဉ်ကတော့ဘာမှပြောချင်မဟုတ်ဘူးလို့ပညာရေးဝင်ကြီးဌာနပညာရေးဝင်ကြီးလုပ်တဲ့သူတွေကအုံနောက်မရှိလို့လို့ကိုချင်းစာတရားမရှိလို့လို့အချိန်ခါကိုနားမလဲလို့အချိန်ခါကိုမသုံးတတ်လို့လို့သူတို့အတွေ့ပဲကြည်ရလေအဂရိအများဆုံးနေရာပညာရေးဝင်ကြီးဌာနပဲ။ဟုတ်။တောင်းဆရာဆရာမတွေနေရာပြောင်းကျင်တဲ့ ကျောင်းဆရာဆရာမတွေမျိုးရောအကုန်လုံးများပညာရေးဝန်ကြီးဌာနအောင်မှာဆိုအများကြီးအများကြီးနော်အများကြီးအဲ့လိုပြောနေတယ်ဆိုရင်အကုန်လုံးပေးရကမ်းရတာပဲဗျနော်ပညာရေးဝန်ကြီးဌာနအများကြီးပဲအများကြီးပဲနောက်ဆုံးခြားစားမှုဆိုဒီအောက်ကျောင်းဒီအောက်ကကျောင်းနေရာထိအစိုးဆုံးပဲပညာရေးဝန်ကြီးဌာနအောင်မှာအဆင့်အဆင့်နေနော်အဲ့တော့ဦးစင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းတည့်ရတိုင်းပဲအခုလည်းကြည့်ဗျငလင်းနေလှုပ်တယ်ဒီကျောင်းလူကျောင်းသားတွေလည်းတရားရေးအများကြီးပါတယ် ောင်းလူကျောင်းသားရဲ့ဇာမွေးလည်းဖြေပြီးသွားပြီအဲ့တော့ဆက်ပြီးမှဇာမွေးပြန်ဖြေရမယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမွေးဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမိုးလူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့အေးပြန်ပြီးမှမေးခွန်းထုတ်ရမယ်ဂိမ်းဆိုင်နေပါကြီးကဆိုတော့ဟိုဘလို့ပဲဒါမင်းတို့ကတော့လက်နှစ်တန်းမင်းအောင်နဲ့ပေါ့ကိုတော့ပြောတဲ့စကားတော့ပညာရေးဝန်ကြီးဌာနအကောင်တွေမင်းတို့နားထောင်နော်ဆိုင်နေပါကြီး အဲ့တော့ပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးကိုတန်ဖိုးထားတယ်ပညာရေးကိုမြင့်တင်ကျင်တယ်ဆိုရင်ငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုခင်ဗျားတို့စောက်လေငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုပြန်ပြီးမှပြုပြင်ဖို့လုပ်လေမင်းတတလုံးပြောတဲ့စကားတည်းမှာငါဒီစကားဒီစကားကငါဒါအလက်ခံဆုံးပဲမင်းခွေးစကားပြောတဲ့နောက်ပိုင်းမှာမင်းလူစကားတော့နည်းနည်းပြောတတ်လိုက်ဆိုတဲ့သဘောပဲเนาะပေါ့ကူတော့ ဒီစေဝေးတန်ကြောင့်ဇာမွေးမဖြေရသေးတဲ့ရွာဒေတာတွေဥစဉ်တို့ပေါက်နေဒေတာတွေဆိုလည်းအများကြီးတချို့ဆိုလို့ရှိရင်တောခူရွာတာကြီးအများကြီးနော်ဟုတ်လားအချင်းပြင်းနေမှာဆိုတချို့တောခူရွာတာကြီးအများကြီးပဲအာအပြန်ပြီးမှကိုကိုကိုပြန်ပြီးမှသုံးတတ်ပါအောင်လို့တတ်မတော်ပုံရိပ်ကြအောင်တော့မလုပ်ကြပါနဲ့လို့ပြောချင်တယ်ပညာရေးဝန်ကြီးဌာနအနေနဲ့အဲဘာပြောပြောဘယ်လိုပဲအဖြေပဲထုတ်ထုတ်ဇာမွေးပြန်ဖြေရမယ်ဆိုလည်းဘာလို့လို့တတ်မတော်ပဲတူတူကအာတတ်မတော်ကပဲဒါကြီးကိုပြန်ထုတ်ခိုင်းတာပဲ ဲ့တော့ဦးစင်ပြောချင်တာကတော့ဒီကြံတဲ့အာနာဆိုင်ရာတွေအကုန်လုံးတော်တော်များများတွေကြားထဲမှာလဲခရဲတီးတွေရှိနေတာဟုတ်ဗျ။ဘာပြောပြောတတ်မတော်ပုံရိပ်ကြံပြီးတာပဲဆိုတဲ့ပုံစံမျိုးလုံးနေရာကြီးလဲအများကြီးရှိသေးတယ်။အဲအများကြီးရှိသေးတယ်။အဲ့လိုပေါက်ကိုတော်တို့ကအဲ့လိုပြောရင်မကြိုက်ကြအောင်။မကြိုက်ကြအောင်။ဦးစင်တို့ကတော့မှန်လက်ထင်တော့ပြောပါပဲ။မှန်လက်ထင်တော့ပြောပါပဲ။ မှန်လားပြောလို့မကျင်တယ်ဟုတ်ပေါ့ကိုတော့တရားစွဲတဲ့ထောင်ချတဲ့ချဘောဘာလို့မှလဲသူမင်းတို့ကောင်ပြိုးချလိုက်ရင်တော့တော်တော်လေးတော့ငါမျက်စိနောက်တော်တော်တတ်တာပါမှာကွာသိရမလားဟိုပညာရေးနဲ့ကလေးတွေတောခုတာနဲ့ပါဆိုင်လို့မင်းကလေဘယ်တော့မှជីကျူးမခံတဲ့ကောင်တွေမှာမင်းထိတ်ဆုံးမှာပါတယ်ပေါ့ကိုတော့တကယ်ကောပေါ့လို့ပဲစားအဲ့အဲ့တော့မင်းကနှစ်တန်းအောင်အုံတော့နေပဲမင်းကပြောနေတာဆိုတော့ငါလက်ခံပါတယ်နော်မင်းနှစ်တန်းအောင်ဆိုတော့မင်းကိုမင်းသိတော့မှာမင်းနှစ်တန်းနေပဲနေခဲ့တဲ့ကောင်မင်းကိုမင်းသိတော့နော်ဆိုတော့တတိယလေးတွေ ဒါကျွန်တော်တို့ဒါအားလုံးပဲနှက်စင်ကြည့်အောင်ပါ browser လေးကတော့မြန်မာနိုင်ငံတဝက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်27မှ3ဦးဒါကျွန်တော်တို့ကာလနာတိုက်တည်ဆုံးခဲ့ပါတယ်အဲ့တော့တည်ဆုံးမှုရှင်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ပြီးခဲ့တဲ့ April 27မှ5ရက်နေ့တိတ်နေပေါ့နော်ကချင်ပြည်နယ်ဖားကတ်မြို့နယ်ဗမော်နယ်မှာအသေးများတယ်ပဲခူးတိုင်းဂျိုးပင်ကောင်မှာ10ကောင်ပဲခူးတိုင်းပေါန့်တလေမြို့နယ်မှာ3ကောင်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှာ2ကောင်ပဲခူးတိုင်းပထောင်းမှာ2ဦးလင်းဝင်တယ်တနင်္သာရီရေပြူမှာ6ကောင်တနင်္သာရီပုံပြင်းမှာ3ဦးလင်းဝင်တယ် မန္တလေးကြောက်ပောင်းမှာနှစ်ကောင်ရှမ်းပြည်နယ်စီစဉ်မှာတူးဦးလင်းဝင်နဲ့အားလုံးပေါင်းအလင်းဝင်တာနဲ့သေတာနဲ့20နဲ့မှ8ရောက်တိတိရှိခဲ့ပါတယ်ကျွန်တော်တို့ရဲ့ EAO PDF ကြာဆုံးမှုဖန်ဆီးခံခဲ့ရမှုမှာတော့ဘုကိုတိုင်းဂျိုးပင်ကောက်ပေါ့နော်ဒါကျွန်တော်တို့အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ရဲ့ PDF ရဲဘော်တူးဦးဟာဒီတော်လည်းအတွက်သူ့ရဲ့အသက်ကိုမြင့်မြတ်စွာအသက်ပေးလူသွားပါတယ်ခင်ဗျာ အဲနောက်ထပ်သတင်းလေးကတော့စကိုင်းကမ်ပလီမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိတဲ့အကြောင်းကိုပေါ့နော်ဒါကျွန်တော်တို့ဒါ calling ဒါကျွန်တော်တို့ info ကတာဝန်ရှိသူတူကပြောပါတယ်ဆိုတော့ကမ်ပလူမြို့နယ်ကိုရောင်ဝိုးကနေပြီးတော့မှထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကညောင်ဝွင့်ရနေမှာတိုက်ပွဲတွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းလည်းသိရတယ်ဆိုတော့ဒီထိတွေ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးတဲ့အကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက calling မြို့တွေကိုပြန်လည်ပြီးတော့မှဒါကျွန်တော်တို့ဝင်ရောက်သွား ါ်တဲ့အကြောင်းကိုဒါကျွန်တော်တို့ဒါလက်ရှိအခြေအနေတစ်ခုမှာဒါကျွန်တော်တို့ဒါသိရတယ်ပေါ့နော်ဆိုတော့နောက်ထပ်သတင်းလေးကတော့ရန်ကုန်မြို့မင်္ဂလာတုံးလေစိတ်ရဲကင်းကိုဝေးထိမ့်မိုက်နဲ့ဖောက်ကွဲတိုက်ခိုက်ခဲ့တဲ့အကြောင်းကို Dark Shadow နော်ဒါ operation flame တို့ဒါကျွန်တော်တို့ duck jail တော့တောက်လျှောက်ကိုရန်ကုန်မှာလဲဒါစစ်စီရေးတွေတော်တော်လေးကိုပြန်လှုပ်လာတယ်ပေါ့နော်ဒါကျွန်တော်မြို့ပြ UG အဖွဲ့တွေပေါ့ local ပေါ့ local UG အဖွဲ့တွေတော်တော်ကျုံးတယ်ပေါ့နော်ဆိုတော့ abrenas 22မှာ4ရက်နေ့ည9:00နာရီမိနစ်50 gap အချိန်မှာ မင်္ဂလာတော်မြို့နယ်ကြံကင်းစုရက်ကွက်လေစိတ်လမ်းတွယ်မှာရှိတဲ့ရဲကင်းကိုရန်ကုန်မြို့ပြပျောက် जा ရဲဘော်တွေကအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။အဆိုပါရဲကင်းကပြည်သူတွေကိုနေ့စဉ်နဲ့အများဒုက္ခပေးနေပြီးတော့မှစစ်သားတွေရဲတွေရှိနေတဲ့ကြောင်းပေါ်လို့ Dark Shadow အဖွဲ့ရဲ့မြို့ပြပျောက် जा ရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရတယ်။ဆိုတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲတောက်တိုင်တွေကိုရရနေရမှာတိုက်ခိုက်တော့မှာဖြစ်တယ်။ဆက်လက်ပြီးတော့မှတိုက်ခိုက်ရန်ပြတ်မှတ်တွေလည်းရှိတဲ့ကြောင်းကို Dark Shadow တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ဆိုတော့ပြည်သူတွေအနေနဲ့က အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာစစ်ကောင်စီလက်အောက်ခံရဲစစ်သားပြည်စော်တိတွေရဲ့ဝိစစ်သားတွေနဲ့စုဝေးရနေရာတွေကိုတွားရောက်ခြင်းမပြုလုပ်ရနဲ့ဒါကိုဝေးကနေပြီးတော့မှရှောင်ရှားပြီးတော့မှတွာလာကြဖို့ရန်အတွက်လည်းရန်ကုန်မြို့ပြပျောက်ပြားတပ်ဖွဲ့ကရဲဘော်တွေကဒါမိသားစုများကိုဒါအတိပေးထားပါတယ်နောက်ထပ်သတင်းတွေကတော့မန္တလေးနထိုးကြီး gas pipeline မှာအထိုင်ကျတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို80မမလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ကသုံးဦးပြင်းထန်တဲ့အရရှိခဲ့တဲ့အကြောင်းကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ် April 22မှာ4ရက်နေ့ညနေ9:30ခန်းအချိန်မှာနထိုးကြီးမြို့နယ် ထန်းစင်ရွာအရှိပါမှာရှိတဲ့ gas pipeline မှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကသွားရောက်တက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်။ဒီစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲဘော်တွေက80မမလက်နက်ကြီး၅လုံး၊ဒါကြောင့်ပဒိန်တစ်လုံးလုံးနဲ့ပြစ်ကတ်တက်ခတ်ခဲ့ပြီးတော့မှစစ်သားတွေတဆွဲထားတဲ့အဆောက်အဦကိုတစ်လုံးကြားရောက်ပေါက်ွက်ခဲ့တယ်။စစ်ကောင်စီတပ်သား၃ဦးအပြင်းထန်တိုက်ရန်ရရှိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။ဆိုတော့ဒီကကတော့ပြည်သူကိုပဲပြောချင်တာပါတဲ့။စစ်ကွေးတွေကတရဲဘော်ကြောင့်ပြီးတော့မှမဆိုင်တဲ့နေရာတွေကိုလေကြောင်းနဲ့တမျိုး၊ဟောက်ဝေစာကနေတမျိုးပြည်သူကိုရွေချက်ရှိရှိတက်ခတ်နေ တာဖြစ်လို့တတိဝရိယနဲ့ပြည်သူတွေသွာလာကြဖို့ရန်အတွက်လည်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတာဝန်ရှိသူတဦးကလည်းဒါပြည်သူကိုအသိပေးထားတယ်ပေါ့နော်ဆိုတော့ဒါခုနကကလေးကိစ္စကိုပြန်ပြီးတော့မှတစ်ချက်သွားရအောင်ပါဆိုတော့ဇဘုံရဲ့ဗီဒီယိုဖိုင်လေးကိုအလုံးမဲ့တူတူကြည့်နေမှာကျွန်တော်ရဲ့ဒါဒီတိစမှုကိုနားခွင့်ပြုပါဆိုတော့ဒီ last လက်ရှိပေါ့နော်ဒါကျွန်တော်တို့စက်တက်ရဲ့ဒါကျွန်တော်တို့ အစိုးရဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကဒါကျွန်တော်တို့ပြူဒီဝန်ထမ်းတွေကိုပေါ့ဗျာပြူဥတွေက EPC နဲ့ဒါကျွန်တော်တို့ခိုင်းနှိုင်းပြတဲ့ဇပွန်ရဲ့ဗီဒီယိုဖိုင်လေးအလုပ်တူကြည့်ရမှာဖြစ်ပါတယ်ပြူဥတွေက EPC လိုပဲနော်ဦးမေအွန်လိုင်းလာရင်မီးလင်းတယ်ဦးမေအွန်လိုင်းမလာရင်မီးရမလင်းတော့ဘူးအဲ့တော့ဦးမေအွန်လိုင်းလာတော့ဦးမေအွန်လိုင်းကိုချစ်တယ်မီးလင်းကောင်ဆိုပြီးတော့ဟေးအားလုံးပြူဥလည်းမှာငါတို့အဖလာတယ်မီးလင်းကောင်လာတယ်မီးလင်းတယ် အဲဦးမင်းအောင်လည်းပြန်သွားရောအဲဖြည့်ညက်ကတ်လို့မှကြောက်လို့ဆဲရောဟာအစိုးရကိုဆဲတာအစိုးရကိုခေါင်းဆောင်နေတဲ့လူကိုပါတက်ဆဲတာဟုတ်လားဟာအခုအဲ့လိုဖြစ်နေပြီဘာလဲအဲ့ဒါခမားတို့ရဲ့အခြေခံမူမမနဲ့တရေစိတ်တွေလိန်ညာကောက်ကျစ်တတ်တဲ့အောက်တန်းသားစိတ်တွေကြောင့်ဖြစ်တာအဲ့ဒါကြောင့်မလို့ဖြစ်တာ အကုန်လုံးအောင်ပေးရမလားဆိုတာပေးရမယ်อืมမြန်မာပြည်မှာ7.7လောက်ရှိတဲ့ငလင်ကြီးလောက်သွားတာလေအမ်ဘဒူးမှလောက်ယူလာတာမဟုတ်ဘူးလေအေးပေါ့အလုံးဒုက္ခပင်လေဝေကြတာလေကလေးတွေကလည်းဘလို့တက်နိုင်ပါလေပေးလိုက်ပေါ့သူ့ဘာသူ10တန်းအောင်သူ့ဘဝသူចောင်းလိုက်မယ်ဘာမှမဖြစ်ဘူးအဲ့ဒီကအောင်ပေးတာက เนาะအောင်သွားတဲ့ကောင်ကလည်းသူတက်ချင်းတယ်မမတက်မယ်တော့ဆို DSC တက်ရင်လည်းတက်လိမ့်မယ်ပါဟုတ်လားเนาะ DSC တော့ဘန်တက်အောင်ပါကျလို့ဆိုအဲ့တော့ကျတော့လူကြီးတွေကိုအစင်ဆက်လိမ့်နေအကြံဉာဏ်နေเนาะလိမ့်နေငါနေရမရမှာကြောက်လို့ပါခင်ဗျာပြောကျွန်တော်ပြောတာမှားနေလားဟုတ်လားဦးမေအောင်လိုက်လာရင် မီးလာတယ်ဦးမေအောင်လိုက်ပြန်သွားရင် မီးပြတ်တယ်အဲ့ဒါလိန်နာအဘကကြိုကြီးကိုလိန်နာဒီမှာလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေလည်းအလိန်ခံရတာအဲကျွန်တော်ကဆိုရင်တော့ခမဗိုလ်ချုပ်လောက်ချင်းဆိုခေါ်ချိတ်ပြလိုက်မှာဟာရောကျမ်းပြီနော်ဟဲ့မေးဦးမေးအွန်လိုင်းလာတော့မီးလင်းပြီးတော့မှအေးဗိုလ်ချုပ်မူဦးမေးအွန်လိုင်းလာတော့မီးအခုဘာလို့မလာလဲမင်းတက် report တက်ပြောအဲတက်မင်းတို့လျှက်စစ်ဝင်ကြီးထားတာလားပြောစမ်းအဲရောငါဒီမှာအကြီးဆုံးဘာကြောင့်လဲအဲဘာကြောင့်မလာပါဘူးအဲ့ဒီဗိုလ်ချုပ်ကချက်ချင်းတင်ကစားရမှုတို့မှာဦးမေးအွန်လိုင်းတို့နော် လက်ရှိဝကြီးဌာနဒီလိုပဲကာကြောကြီးလာရင်တော့မီးလေနဲ့ကာကြောမှာမီးလာဘာကြောင့်လဲအာကျွန်တော်စော်ကားလာလားကျွန်တော်ဗိုလ်ချုပ်လောက်ဆင်းမလို့လားအေးဗိုလ်ချုပ်ဦးကြီးလာတော့မီးလင်းပြီးတော့ကျွန်တော်တို့လိန်ခိုင်းလာလားလို့လာပြီတက်ကြိုက်ပြန်ရအောင်အော်တက်တော်ကြည့်ဦးမှာငါတော့အဲ့လိုအစင်းဆိုရင်ငါပြည်သူမျက်နှာငါပြန်ကြည့်ပြီးတော့မှငါမြို့နဲ့ငါအနေနဲ့နေရာကိုငါကောဒီလိုမီးတို့ဘိုးချုပ်မူကြီးလာမှမီးအပြေဝပေးပြီးတော့မှဘိုးချုပ်မူကြီးပြန်သွားရင်မီးပြတ်တယ်ဆိုရင်ကြိတ်ပြိုင်ပါအဲ ရှင်းရောဆိုတော့ဒါကျွန်တော်တို့ဒါဟိုကျွန်တော်တို့အဖေးဆရာအဖိုးဆရာကြီးပေါ့တော့ဒီကောင်မီးနဲ့ပတ်သက်ပြီးပြောလို့ပေါ့တော့ဒါပြီးတော့ကျွန်တော်ပညာရေးကိစ္စလည်းပြောပါမယ်မီးနဲ့ပတ်သက်ပြီးပြောလို့ကျွန်တော်တို့အဖေးဆရာတွေပြည်လုံးပြတ်တယ်တော့တတိရတယ်တို့လို့ပါလို့ဆိုပြီးခဲ့တဲ့တစ်ပတ်ကတဲ့ပြီးခဲ့တဲ့တစ်ပတ်ကမန္တလေးမှာ9ရက်လုံးမီးလာတယ်တဲ့လူကြီးမပြန်သေးလို့ဟဲလီကော်ပတာလည်းမိုးပေါ်ရောက်တော့အောက်အကုန်မောင်းတော့တာပဲတဲ့ဆိုတော့ဒီလိုမျိုးတွေဖြစ်နေတာပေါ့ဗျာသိတယ်မလား ဟိုလူကြီးလာတော့မှသာကောင်းတာလုပ်ပြပြီးတော့မှလူကြီးမရှိတော့အချိန်ကျဖြစ်ချင်တိုင်းဖြစ်နေတယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ပြောချင်တာဗျာသိရမလားငလင်လည်းဒီတိုင်းပဲပညာရေးလည်းဝင်ဒီတိုင်းပဲအကုန်လုံးအစစရရလက်ရှိမြန်မာနိုင်ငံမှာတော်တော်လေးကိုခြုံရွေးနေတယ်တော်တော်လေးကိုပျက်စီးနေတယ်ဒီဟာအပေါ်မှာလည်းအကောင်းဆုံးထိန်းချုပ်နိုင်တဲ့ကောင်တကောင်းမှမရှိဘူးတကောင်းမှမရှိဘူး။ထိပ်ပိုင်းကောင်းဆောင်ကနေစပြီးတော့မှအခုအောက်ခြေမှာရှိတဲ့ကောင်တီတကောင်းမှမရှိဘူး။ဒါကြောင့်မို့လို့လေတိုင်းပြည်ကတလောက်ဆုတ်ပြတ်တတ်နေတဲ့အခြေအနေဖြစ်နေတာပေါ့။ဘယ်ပြည်သူအစ်စ်ပြေလို့လဲ။ အေးချမ်းပါတယ်ဆိုတဲ့သူတွေကနေ့စဉ်တင်းရတိုင်းလို့လို့မှာခေါင်းပြပြအိတ်လို့ရလို့လားအဲအေးချမ်းပါတယ်ဆိုတဲ့သူတွေအိတ်လို့ရရင်ကျွန်တော်တစ်ချက်လာပြောပြနော်ဒီလောက်ပဲပြောမယ်ဆော့ကျေးဇူးများကြီးတင်ပါတယ်ပြည်သူများအားလုံးပဲစိတ်ချမ်းသာကြဖို့ရအောင်ချမ်းမှကျင်နေပြည့်စုံနေကြပါစေနောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးပါ